ိုယ်ရဲ့ဘဝဘဝစိတ်ထားလေးတွေစေတနာလေးတွေအဲ့ဒါကံတရားခေါ်တယ်အဲ့ဒီကံတရားကကိုယ်ဘဝဒီဘဝမှာရုပ်လှအောင်မလှအောင်ပြည့်စုံစားပေါများမှုရှိအောင်မရှိအောင်ဟုတ်လားပြည့်စုံပေါ်တာတော့ဒီပြစုတ်ပံကံပေါ်မှာလည်းမူတည်ပါသေးတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့သိကြတာတော့အတိတ်ဘဝပြစုတ်ပံဘဝကိုလှုပ်ထားတာပါပဲကိုယ့်ရဲ့လှုပ်ရက်နဲ့ဖုံဖုံတို့ဖန်တီးထားတယ်လို့ပြောရပါသောဒီဘဝလေးဟုတ်လား နော်ကြိုက်ကြိုက်မကြိုက်ကြိုက်တော့ဒါကိုလှုပ်ထတာဟုတ်လားအဲ့ဒီကိုလှုပ်လို့ရထားတဲ့ဒီဘဝထဲမှာကိုမကြိုက်တဲ့အရာတွေရှိနေတယ်အဲ့ဒီဟာကခွဲထုတ်လို့လည်းမရဟိုတသားတည်းကိုဖြစ်နေတယ်ဆိုတော့မြင်ရမယ်ဟုတ်တာအဲ့တော့ကိုမကြိုက်တဲ့အရာတွေကဘယ်အရာတွေတော့ကိုမကြိုက်တဲ့အရာလိုရင်းပဲဖုံဖုံပြောမယ်ဗျာကိုမကြိုက်ကိုမကြိုက်ဆုံးအရာပြောရရင်မကြိုက်တာမှကြောက်လောက်အောင်ကိုမကြိုက်တာ ကိုမကြိုက်တဲ့အရာကိုကြောက်တဲ့အရာဘာတော့ဆိုရင်နာခြင်းတေခြင်းပါ